ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့လေ online ကနေအသားပေါင်းဦးအစ်စ်မှာတာ delivery လာပို့သွားတယ်အဲ့တော့ကျွန်တော်ကအိုးအစ်စ်ကိုကလိကြည့်ရင်းနဲ့ကျွန်တော်ဒီနေ့မနက်ကငဘဲလေးတွေလည်းជីကြီးလေးတွေရလာတဲ့အခါကျတော့ငဘဲလေးတွေကိုဒီတိုင်းဟင်းချက်မစားတော့ဘဲနဲ့အယုံလူပေါင်းစားမှဖြစ်ပါတယ် ကဲဒါဆိုရင်ကျွန်တော်မှားထားတဲ့ပေါင်းအိုးအစ်စ်ကိုကျွန်တော်နဲ့အတူတူအန်ပေါင်းစင်းလုပ်ကြည့်မယ်ဒီပေါင်းလေးရဲ့ဒစိတ်ကလေးကအိုတိုတဲ့နော်သူကလေယူရီးယား online shop ကနေကျွန်တော်ရှာရှာပွေပွေလိုက်ကြည့်ရင်တန်လို့ဆိုပြီးတော့မှားလိုက်တာပါစက်ကူဘုံကြီးကအရန်ကြီးနေတော့လေစက်ကူဘုံကြီးကိုတော့ရိုက်မပြတော့ဘူးနော်အဖုံးဖွင့်ကြည့်လိုက်တော့အထဲမှာတက်တက်ရက်ကလေးနဲ့သူကနေသူအကုန်လုံးပစ္စည်းလေးတွေကိုထုတ်ပိုးပေးထားတယ် ကဲဒါဆိုရင်ဖွင့်ကြည့်လိုက်တော့အခါကျတော့အထဲမှာ तू ကဒါဒီမှာ power supply ကြိုးပါမယ်ပြီးလို့ရှိရင်ဒီမှာ तू ရဲ့ရောင်းမကလေးပါမယ်ပေါ့နော်ပြီးရင်ရေခွက်ကလေးလည်းပါမယ်ရေချိန်ခွက်ကလေးပြီးရင်ဒီမှာအဖုံးကိုတိချကြည့်နော်ဒီမှာဒါလေးတွေဘလို့ဘလို့ဘလို့ချက်ရမယ်ဘာတွေ warning ပေးထားတယ်ဘာတွေဘာတွေမလုပ်ရဘူးဆိုတဲ့ဟာမျိုးလေးတွေကို तू ရေးထားတယ်ကဲဒါဆိုရင်ကျွန်တော်အထက်ကအိုးကိုကြည့်ကြည့်မယ်အိုးကတော့ဒီအလေးကြီးပဲတိလာပြီးတော့ဒီ frame ကလည်းအရန်ကောင်းလာဒီ frame ကလည်းအတူကြီးပဲ ီးတော့လေဒီအိုးလေးကလည်းအရန်ကောင်းတာဒီအိုးကလည်းတော်တော်အလေးချိန်လေးစီးပြီးတော့ထူထူထဲထဲလေးဖြစ်နေတာပေါ့နော်။သူကယူရီးယားပစ္စည်းအစ်စ်ဆိုတော့အရန်ကောင်းတယ်။ကျွန်တော်ကလေ Laster ဆိုတဲ့ online shop ကနေပြီးတော့ကျွန်တော်11 11 C တုံးကကျွန်တော်ကမှားလိုက်တာဖြစ်ပါတယ်နော်။ပြီးတော့ဒီမှာ instruction စာအုပ်ပါမယ်။ပြီးတော့ brandy cut လေးလည်းပါတယ်။အထဲမှာဖွင့်ကြည့်လိုက်မယ်။ဘာတွေရေးထားလဲဆိုတော့ယူရီးယားလိုတွေရေးထားပါတယ်။ဘာညာကွိကွာ။ဦးစုံမဲ။ကျွန်တော်ကတော့ဒီအတွင်းကအိုးလေးကိုသဘောကျတာ။ဒီမှာအတန်းထားထောင်ကြည့်လိုက်။ ရှယ်ပဲเนาะဒါပေမဲ့တကယ် okay လားဆိုတာတော့ချက်ကြီးမှသိမယ်เนาะကဲဒီမှာချက်ပြုတ်ပုံလေးတွေကိုလည်း तू อ่ะတေချာလေးရှင်းရှင်းလင်းလင်းလေးပြပေးထားတယ်ဒီမှာ15မိနစ်ဆိုရင် तू อ่ะ steam ပေးတာမိနစ်30ဆိုရင်အသားပေါင်းတာ45မိနစ်ဆိုရင်စွပ်ပြုတ်တွေလှုပ်တာ60မိနစ်ဆိုလို့ရှိရင်တော့ဒီမှာပဲတွေပြုတ်တာဒီမှာ85မိနစ်ဆိုရင်တော့ तू อ่ะရိုးရင်းနဲ့အချင်းစီတွေထွက်အောင်လို့တဲမယ်ဆိုရင်တော့85မိနစ်နဲ့တဲရမယ်ပေါ့เนาะဒါမှမဟုတ်အမြင့်ဆုံးဆိုရင်တော့ဒီမှာမိနစ်90ပေါ့เนาะ3နာရီမိနစ်90ဆိုတော့3နာရီလား เอ้มဟုတ်တနိုင်ခွဲဟဲ့ဟဲ့ကဲဒါဆိုရင်တော့ကျွန်တော်ချက်ကြည့်မယ်အခုချက်ကြည့်မှာကြတော့ငဘဲလေးတွေကိုအယုံနူပေါင်းကြည့်မှာဆိုတော့လေအခုဝယ်လာတဲ့ငဘဲလေးတွေကိုတေချာရည်စည်းတန့်စင်လိုက်မယ်နော်ငဘဲလေးတွေအကြီးပဲနော်ဒီမှာကြည့်တွေ့လားတကောင်းတကောင်းလက်နှလုံးစာလောက်ရှိတယ်အထဲမှာလည်းဥတွေနဲ့အဲ့ဒါကိုကျွန်တော်ကလေဒီမှာစူးတောင်လေးတွေကိုကကြီးနဲ့ညှက်မယ်အမီးလေးတွေညှက်မယ်ပြီးရင်တော့လေကျမ်းမှာတေချာကြေးကွန်နေစင်သွားအောင်လို့လေပုတ်တိုက်ပြီးဆေးကြောမှာပေါ့နော်ကြည့်ဒါဆိုကျွန်တော်တေတေချာချာလေးတန့်စင်အောင်ဆေးကြောလိုက်အောင်မယ်နော်အရင်ဆုံး ကဲခုဒီမှာရပါပြီ။တေချာလေးပို့တိုက်စီကြောထားတော့အကြီးကွန်နေလည်းမရှိတော့ဘူး။တန့်စင်သွားပြီနော်။ကဲဒီနေ့ချက်မှာကျတော့အယုံနူပေါင်းမှာဆိုတော့လေပေါင်းဦးတဲ့ကိုတခါတည်းဒီငပယ်လေးတွေရေးစေးထားတာထည့်လိုက်မယ်။ဒီနေ့အယုံနူပေါင်းတာကတော့လေငါးပေါင်းတလူငါးတလောက်ပေါင်းတလူပဲပေါ့နော်။အဲ့လိုဇပလင်နေဂျင်းနေလည်းထည့်ရမှာပေါ့နော်။ဒီမှာဂျင်းလေးထုထားတာထည့်လိုက်မယ်ချက်သွန်ပြူလေးတွေအမွှားလိုက်ပဲထည့်မယ်ပြီးရင်ချက်သွန်ဥလေးတွေလည်းအမွှားလိုက်ပဲထည့်မယ်ပြီးရင်ခန်းကျင်ကြီးလည်းအလုံးလိုက်အိုးဒီနေ့ကတော့ရှယ်ပဲမြန်ဆန်ရောဘာမှလှုပ်ရှားမလို့အကုန်ပြစ်ထည့်ပြစ်ထည့်ပဲပြီးရင်ဇပလင်းတစ်ချောင်းထုပြီးတော့ထည့်လိုက်မယ် ပြီးရင်ကျွန်တော်ကငရုတ်သီးတော့အနီလေးတွေလည်းအိမ်မှာရှိလို့ထည့်လိုက်တယ်ပြီးရင်အဲဆနွန်းထည့်မယ်ထညက်ခဲလေးတစ်လုံးလည်းထည့်လိုက်မယ်ပြီးလို့ရှိရင်ငရုတ်သီးရောင်တယ်မှုတ်ငံပြာရီစားတော့မထည့်သေးဘူးပြီးတော့မှပဲမြည်ကြည့်ပြီးမှလုံရင်ထည့်မယ်နော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာလေကျွန်တော်ကတော့အချင်းခဲနဲ့ပေါင်းတာပေါ့နော်အချုံမုတ်ကလေးထည့်မယ်ပြီးရင်အချင်းခဲကိုကျတော့ကျွန်တော်ကလက်ဖက်စားစွန်းနဲ့တဝက်လောက်ပဲထည့်မယ်ပြီးရင်တော့စီထည့်လိုက်မယ်ဒါပြီးရင်တော့လေရေကိုသူ့ပါလာတဲ့ရှင်ကွက်နဲ့တစ်ခွက်ပဲထည့်မယ်ငါးလေးတွေမြုပ်ယုံမယ်ကျွန်တော်ထည့်မယ်အရင်ဆုံးပေါင်းကြည့်မယ်နော်သူ့ရဲ့အထားဘလို့ ူနေလဲဆိုတာမသိသေးတော့လေကြည့်ဒါဆိုရင်အဖုံးပိတ်ပြီးတော့ကျွန်တော်ကဒီမှာအသားနူးအောင်ပေါင်းတဲ့အနေထားနဲ့ပေါင်းလိုက်မယ်ဒီမှာကျွန်တော်ကမိနစ်30ကိုထားလိုက်မယ်เนาะဒီမှာမီးလို့ပြထားတယ်သူကအသားရင်းနူးအောင်ပေါင်းရင်မိနစ်30လို့ပြထားတော့ကျွန်တော်မိနစ်30ကိုကျွန်တော်ရွေးပြီးတော့ပေါင်းပေးထားလိုက်ပါတယ် ခုဆိုရင်တော့မိနစ်30ပြည့်တော့မယ်เนาะဒီမှာကြည့်ဒီမှာ तू တဲနေတာသူကနဲ့ तू ဟောပြီသွားပြီဘဲတန်လေးထွက်လာတယ်။ကဲဒါဆိုရင်ကျွန်တော်ကလေဒါအခုကျွန်တော်ဖွင့်ပြရဲဆိုတာကလေကျွန်တော်ကအရင်ဦးဆုံးစတင်ထုတ်ရသေးတယ်နော်ကျွန်တော်ကမဟုတ်လို့ရှိရင်ဖုံးကင်းနဲ့ထပြီးတော့ပေါက်မှာအဲ့စတင်လေးတွေကိုတော့အရင်ဦးဆုံးချိန်ယူပြီးဖွင့်ပြရသေးတယ်ရှူးဆိုပြီးတော့အဲ့တော့ကျွန်တော်ဒီအိုးကိုနာမည်ပေးထားတာရှူးရှူးပေါင်းအိုးဆိုပြီးတော့လေသူကရှူး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 နဲ့သူကအာပြင်းတာစတင်ကလေခုကျွန်တော်မြည်ကြီးလိုက်တော့လေအရသာစားနေနေပေါ့နေတယ်ငါကတော့နူးသွားပြီရေတွေကဘောလုံးကြီးလုံးဝမခံဘူးအဲ့ဒါနဲ့ကျွန်တော်ကဒီစတင်အပေါက်ကလေးကိုဖွင့်ပြီးတော့နောက်ထပ်5မိနစ်ထပ်ပြီးတော့တည်တင်ပေးလိုက်ရပါတယ်ဒါက တော့အထာမသိသေးဘူးဆိုတော့လေနောက်တစ်ခါဆိုလို့ရှိရင်ရင်အများကြီးထဲစရာမလိုတော့ဘူးပေါ့နော်အခုတော့တိသွားပြီနောက်တစ်ခေါက်ပြန်တယ်လိုက်တာ9မိနစ်လဲပြည့်သွားတော့ဒီမှာရေတွေလဲလုံးဝခံသွားပြီးတော့လေငါကလည်းကြစ်ကြစ်လစ်လစ်ကလေးနဲ့ရှယ်ပဲဗျာတော်တော်လေးအဆင်ပြေသွားတာငါကလည်းနူးဤပြီးတော့အယမ်းမိုက်တယ်ရှယ်ပဲမစိုးမစိုးဒီပေါင်းဘုံမစိုးအဲ့ဒါဆိုရင်တော့နောက်တစ်ခေါက်ကြာရင်အသားတွေပြုတ်ကြည့်ရမယ်အသားတွေပေါင်းကြည့်ရမယ်နော်ဒီမှာတော့အခုငပဲယုံလူပေါင်းတာတော့နှစ်ခေါက်ပေါင်းလိုက်ရတယ်ဒါပေမဲ့ okay တယ် ကယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလိုက်ကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အခုဒီနေ့ငဘဲယုံနူပေါင်းတာအဆင်ပြေသွားပါပြီမစိုးပါဘူးကောင်းပါတယ်နော်ကယ်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလိုက်ကြည့်ပေးကြတော့တူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါရဲ့နော်အားလုံးလည်းကျမ်းမာချမ်းသာပြီးတော့အသက်ရှင်ကျမ်းမာပြီးလိုရာဆန္ဒတွေပြည့်ဝပါစေလို့လည်းအမြဲတမ်းကျွန်တော်ကစုမုံကောင်းတောင်းပေးလျက်ပါအဲ့ဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်း